မင်္ဂလာပါကျွန်တော်ကိုဇွဲပါရဲစစ်စိုးကြ PD ရဲ့အဲတပ်ဖွဲ့ကရဲဘော်တယောက်ဖြစ်ပါတယ်အဲကျွန်တော်ဒီနေ့ခေါင်းစဉ်လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ဒီခေါင်းစဉ်လေးကိုကျွန်တော်တို့ကပါစအန်ဒီရဲလို့ကျွန်တော်တို့နာမည်ပေးခြင်းပါတယ်ပေါ့နော်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိလို့ရှင်စစ်ကောင်စီကစစ်ရှုံးကောင်စီကစစ်ရှုံးနေတာကနေပြီးတော့မှပြန်လဲဥမော့လာဖို့အတွက်အသက်ရှင်နေပြည့်တဲ့သူတွေပြည့်ပြည့်မပြည့်ပြည့် သက်ကြောကြောမကြောကြောပြည်တွင်းမှာပိတ်မိနေတဲ့ပြည်သူလူထုတွေကို ပေါ်တာဆွဲတယ်မတားသဖြင့်ပေါ်တာဆွဲတယ်အဲပြီးလို့ရှိလို့ရှိရင်ဒီဘသူမှသဘောမတူထားတဲ့စစ်မှုထမ်းဥပဒေဆိုတာကိုသုံးစမိုင်းစနစ်နဲ့ပြဋ္ဌာန်းပြီးတော့အိမ်ပေါ်ထိတရားဝင် ပေါ်တာဆွဲတဲ့ပုံစံမျိုးတွေလုပ်ပြီးတော့အဲစစ်သားစုဆောင်းနေပေါ့နော်အဲ့တော့စစ်သားစုဆောင်းတဲ့ပုံစံမျိုးလုပ်တာပေါ့စစ်သားစုဆောင်းတဲ့ပုံစံမျိုးလုပ်တော့သူတို့ဒီအပတ်စဉ်တစ်ခု9000နှုန်းနဲ့အပတ်စဉ်15ရောက်တဲ့အခါမှာ9000ကျွဲအင်အားကိုရရှိခဲ့ပါတယ်ပေါ့နော် အဲ့တော့သူတို့စစ်ရှုံးကောင်စီကနေပြီးတော့မှသူတို့အတွက်လိုအပ်တဲ့အခြေခံစစ်ရင်အားတွေကိုသူတို့ရရှိသွားတယ်လို့ကျွန်တော်တို့သတ်မှတ်ရမှာဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီအခြေခံစစ်ရင်အားတွေကနေဘာဖြစ်လာလဲဆိုတော့စက္ကဆမှာဘာလက်နဲ့ပဲရှိရှိနျူကလ িয়ার ပဲရှိရှိဘာပဲရှိရှိလင်းရင်ပဲရှိရထားပဲရှိရှိသင်္ဘောပဲရှိရှိကျွန်တော်တို့ဟိုခရုမဆိုင်ပါဘူးဒါပေမဲ့ဒီလက်နက်တွေကိုဘာကြောင့်ခရုမဆိုင်တာလဲဆိုလို့ရှိရင်ပြင်းမဲ့သူမရှိရင်လက်နက်တွေကသူ့ဘာသူထားမပစ်ပါဘူးလက်နက်မှာတခင်မရှိပါဘူးအဲ့တော့လက်နက်မှာ တခင်ရှိဖို့အတွက်တခင်မွေးတယ်အဲ့တော့စက္ကစအင်အား9500ကိုပေါ်တာဆွဲတယ်ဆိုရင်9500လုံးသူ့လူဖြစ်ဖို့သူမရည်မှန်းပါဘူးအဲ့ဒီထဲကသုံးပုံတစ်ပုံကသူ့လူဖြစ်ခဲ့ရင်နော်တင်တန်းကျောင်းမှာခွေးစိတ်သွင်းပြီးလို့ခွေးလို့ကြိုက်တက်သွားခဲ့ရင်သူ့အတွက်အကျိုးမြတ်ပါပဲအဲ့တော့ကျွန်တော်တို့ဒီအခြေခံလူမှုလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ဒီတိုက်ပွဲဝင်နေတာဖြစ်တယ်အခြေခံလူမှုလွတ်မြောက်ရေးကိုလုပ်နေတာဖြစ်တယ်အဲ့တော့စက္ကစကလည်းအခြေခံလူမှုတွေပညာရေးဘ ഹു ဒုဒ်နဲတဲ့သူတွေသူပေါ်တာဆွဲတယ်အဲ့တော့သူဆွဲတဲ့ ဟိုရာဂိုင်နှုန်း100တဲမှာ30ရာဂိုင်နှုန်းကသူ့လူဖြစ်ခဲ့ရင်သူ့အတွက်ကအမျက်ကြီးပါပဲအဲ့တော့သူတို့ဘဝတွေရှင်သန်ဖို့အတွက်အခြေခံလူတန်းစားတွေကအသေးခံနေရတဲ့ဘဝမှာရောက်ရှိနေပါတယ်ကျွန်တော်တို့လည်းပေါ်တာတွေကိုကိုအောင်ပတ်စတွေကိုကိုအောင်ပြည့်စုံနိုင်လောက်တဲ့ကြီးစံတွေကလည်းရှားပါးနေပါတယ်အဲ့တော့ကျွန်တော်တို့ဒီ social media အဖြစ်ဒီပတ်စအန်တွေကိုကျွန်တော်တို့ရှင်းဖို့လိုပါတယ်အဲ့တော့ပတ်စတွေပေါ်တာမဆွဲခံရအောင်ဒေါ်လာရင်းအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်အောင် social influencer တွေ social media တွေမှာတော့သူတို့ရှိကိုပြန်နဲ့ရောက်ရှိဖို့အတွက်ဘယ်လိုလုပ်ကြမလဲဆိုတာကိုဝိုင်းဝန်းစဉ်းစားပြီးတော့အဲကျွန်တော်တို့ keyboard fighter တွေเนาะ online အစားမှာရှိခဲ့တဲ့ keyboard fighter တွေအဲကျွန်တော်တို့ရဲ့ selly တွေ social influencer တွေဒီ media လောကမှာကျေပြန့်တဲ့သူတွေကဒီဟာကို design မမတ်အလုပ်ဖို့လိုပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲကျွန်တော်တို့တရားနဲ့တရားအချိန်ကုန်ရင်းနဲ့ဟိုတရားနဲ့တရားတိုက်ခိုက်ရင်းနဲ့အချိန်မကုန်ဘူး ရန်သူကရန်သူအလုပ်ကိုဒီဇိုင်းမဲမဲလုပ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တတိပေးချင်ပါတယ်အဲနောက်တော့ကျွန်တော်တို့ logo အပြိုင်မှုတွေနဲ့ပဲအချိန်မကုန်ပဲနဲ့စစ်စစ်လုံးလုံးလုပ်ဖို့လိုပါတယ်ကျွန်တော်တို့ justice soldier တပ်ဖွဲ့အနေနဲ့လည်းဘယ်သူလက်အောက်ဝင်ရမလဲဆိုတာကိုဟိုပြောလိုက်လို့အချိန်မီရရပါတယ်သို့တော်လည်းဥဆောင်သူတွေအနေနဲ့ရရှိထားတဲ့တာဝန်ပေါ်မှာတာဝန်ချေဖို့ပဲလိုပါတယ်အဲ့တော့ကျွန်တော်တို့ဒီ logo ပြဿနာအပြိုင်ရင်းနဲ့ကိုယ့်ကိုယ်ကိုယ့်တပ်ဖွဲ့ကို အင်အားချိနေအောင်မလုံးမိစေဖို့လဲမြစ်တာရက်ခံပါတယ်အဲ့တော့ social producer တွေအနေနဲ့ဒီပါစအနေရယ်ကိုကျွန်တော်တို့ကာကွယ်နိုင်ဖို့เนาะအဲ့ဒါသူတို့အသိပညာဘူးတုဒ်များများရစေမဲ့ activity တွေကိုလည်းလုပ်စေချင်ပါတယ်နောက်တော့ဒီနိုင်ငံဥဆောင်အဖွဲ့တွေအနေနဲ့လဲစကားစားဓာမိုးအုပ်ချုပ်ထားတဲ့အချက်တဲတွေကနေဘယ်လိုမျိုးလွတ်မြောက်အောင်အပြေရှားမလဲဆိုတာကိုနိုင်ငံဥဆောင်သူတွေအနေနဲ့လဲလုပ်ဖို့ ကျွန်တော်ကနေပြီးတော့မှနိုင်ငံသားတယောက်အနေနဲ့နှိုးဆော်တိုက်တွန်းပါတယ်အားလုံးကျန်းမာကြပါစေကျွန်တော်တို့အခြေခံလူဒန်းစားနှစ်နာခဲ့ရင်ကျွန်တော်တို့အခြေခံလူဒန်းစားပဲနှစ်နာမှာဖြစ်ပါတယ်